အမေရိကန်ကမ်းခြေဆောင်တပ်ကမက္ကဆီကိုနိုင်ငံရဲ့တောင်ပိုင်းပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းဒေသမှာကိုကင်းပေါင်1000ကျော်ကိုဒီဇင်ဘာ2ရက်နေ့ကဖမ်းဆီးမိလိုက်ပါတယ်။ဒါဟာ16နှစ်ကျော်ကာလအတွင်းကမ်းခြေဆောင်တပ်ကပင်လယ်ထဲမှာဂျားပြတားဆီးဖမ်းဆီးမိတာတွေလည်းအများဆုံးပမာဏဖြစ်တယ်လို့ဖမ်းမိတဲ့မှတ်တမ်းဗီဒီယိုနဲ့အတူကမ်းခြေဆောင်တပ်က X လူမှုကွန်ရက်မှာထုတ်ပြန်ထားပါတယ်။ဒီပမာဏဟာကာလပေါက်ဈေးနဲ့ဆိုရင်ဒေါ်လာတန်း290ကျော်ရှိမယ်လို့ခန့်မှန်းရပါတယ်။ အခုဖမ်းမိတဲ့နေရာဟာမူရီမောင်ခိုခိုင်းနေအုံပြုနေကြလမ်းကြောင်းဖြစ်တယ်လို့ဆိုပါတယ်ဒီဒေသမှာအမေရိကန်အစိုးရကလက်ရှိလှုပ်ဆောင်နေတဲ့ Pacific မြွေဘွေးစစ်စင်ရေး Operation Pacific Viper ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ဖမ်းမိတာလို့ဆိုပါတယ်ဗီဒီယိုထဲမှာတွေ့ကြတဲ့အတိုင်းပဲကန်းကြီးဆောင်တပ်ဖွဲ့ဝင်တအူးကရဟရင်ဘော်ကနေကိုကင်းနေတင်လာတဲ့အဲ့ဒီမော်တော်ဘုတ်အင်ဂျင်ကိုအရင်တနက်နဲ့ပြစ်ပြီးဖျက်ဆီးလိုက်ပါတယ်မွေးမခုံသမားတွေဟာမော်တော်ဘုတ်ကိုဆက်ပြီးမောင်းပြေးဖို့စူးစမ်းပေမဲ့သူတို့အင်ဂျင်ကို တနတ်နဲ့ပြစ်ပြီးဖြက်စီးခံထားရတာကြောင့်တိတ်အဝေးကြီးမပြေးနိုင်ခဲ့ကြပါဘူးအဲ့ဒီချိန်ကြမှာတခြားကန်းကျင်ဆောင်အဖွဲတစ်ခုက မော်တော်ဘုတ်နဲ့ရောက်လာပြီးမောင်ခိုသမားတွေစီကကိုကင်းတွေကိုတိတ်ဆဲလိုက်တာဖြစ်ပါတယ်တမရဒေါ်နယ်ထရမ့်အစိုးရကတောင်အမေရိကတိုက်နဲ့မက္ကဆီကိုနိုင်ငံတို့ကနေတဆင့်အမေရိကန်နိုင်ငံတဲမူရစ်ဆေးတွေတယ်လာနေတဲ့မောင်ခိုသမားတွေနဲ့မူရစ်ဂိုင်းတွေကိုကာရီဘီယံနဲ့ပစိဖိတ်သမုဒ္ဒရာတွေတဲ့အထိလိုက်လံတိုက်ခိုက်ချေမှုန်းနေပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ